ကဲဒီနေ့ကျတော့ live လေးလွှဲလိုက်ပြီเนาะဒီနေ့ည live ကိုအာအားလုံးအဘူးတူတဖြစ်စီမဲ့အရာတွေအဓိကချပြီးတော့ပြောသွားပဲပေါ့เนาะပြောသွားပဲဆိုတော့အာအားလုံးပေါ့เนาะဒီ live လေးကိုမဖြစ်မနေထားတော့ပါ save ထားပါ download လည်းလုပ်ထားကြပါเนาะအဲ့ဒါလေးတွေဒါကျတော့ပြောပြပါပဲအဲ okay ဘူးတူတတွေလည်းပါပါပေါ့เนาะ ဘူးဘူးတုတ္တကြီးလည်းပါပဲဆိုတော့အားလုံးအတွက်လည်းအကျိုးရှိစေပါလိမ့်မယ်နော်โอเคအဲ့တော့အော်နံပါတ်1အနေနဲ့ပေါ့နော်ဒါကျွန်တော်မြပတိုင်ကယ်ရဲ့အခြေအနေပြောပဲပြီးရင်ဘန်အကြောင်းအရာတွေလည်းပြောမယ်ဘန်အကြောင်းအရာကျွန်တော်တို့သုံးနေတဲ့ဘန်အကြောင်းအရာတွေလည်းပြောမယ်နံပါတ်1မြန်မာနိုင်ငံရဲ့စီအခြေအနေပြောမယ်နံပါတ်2အဲကျွန်တော်တို့ အသုံးပြုနေတဲ့ဘဏ်အကြောင်းအရာတွေပြောမယ်ပေါ့နော်အဲ့နှစ်ချက်လောက်ပဲဒါကျွန်တော်တို့ပြောမယ်ပြီးလို့ရှိရင်နည်းနည်းဘူးဘူးတာရစီပဲအရာလေးတွေကျွန်တော်တို့ပြောမယ်ဒီလောက်ပဲရှိတော့မယ်တော့တိတိကျ live ကတော့ okay နံပါတ်1အနေနဲ့မြန်မာနိုင်ငံရဲ့ဒီကျွန်တော်တို့အခြေအနေနဲ့ပတ်သက်ပြီးတော့မှပြောရမယ်ဆိုလို့ရှိရင်တော့ဒီမြန်မာနိုင်ငံအခြေအနေကတော့ဒါပြည်တွင်းစစ်ဖြစ်နေတာပဲဒါအမှန်တမ်းပြောရမယ်ဆိုလို့ရှိရင်တော့အဲ့တော့ပြည်တွင်းစစ်ဖြစ်နေတာပဲအဲ့တော့ဒီပြည်တွင်းစစ်ဖြစ်နေတဲ့အအကြောင်းအရာကအခုဆိုလို့ရှိရင် ငါးနှစ်တည်းကိုဝင်လာပြီဖြစ်တယ်အဲ့တော့ငါးနှစ်တည်းကိုဝင်လာပြီဆိုတဲ့အခါကျတော့တော်တော်ပြပြရတယ်မြန်မာနိုင်ငံရဲ့ပြည်တွင်းအကြောင်းအရာတွေနားလေတိကျွမ်းကုန်ပြီပေါ့နော်နားလေတိကျွမ်းကုန်ပြီအခုမြန်မာနိုင်ငံမှာပြည်သူ့ကာကွယ်ရေးတိုင်းတပ်ဖွဲ့တွေလည်းရှိတယ် EOS ဆိုတာလည်းအရင်လိုကျွန်တော်တို့မစိမ့်တော့ဘူးတကယ်ကိုညီကိုမောင်တို့မတွေလိုပဲရင်းနှီးကျွမ်းဝင်တဲ့အတိုင်းဝိုင်းတွေဖြစ်ကုန်ပြီအဲ့တော့ຫນွေဥတော်နိုင်ရေးကြောင့်ရရှိတဲ့အကျိုးကျေးဇူးတွေက တိုင်းရင်းတမန်ခင်တန်းကြောင့်အနေနဲ့အများကြီးကျွန်တော်တို့အောင်မြင်မှုရခဲ့တယ်။ပြီးတော့မျိုးဆက်တဲ့လူငယ်တွေကအပတ်ပတ်မှာစူးစားတဲ့အခါကျတော့ဟိုပြည်ရင်းရေးရာနဲ့ပတ်သက်ပြီးတော့မှတိုင်းရင်းတမန်ခင်ပေါ့နော်တော်တော်များများလည်းအောင်မြင်လာတာကိုတွေ့ရတယ်လို့ပြီးပရေးရာတွေမှာလည်းအောင်မြင်မှုများစွာတာကြောင့်တွေ့ရတာရှိတယ်။နော်အဲ့တော့အချမ်းမစစ်ကောင်စီရဲ့အခြေအနေကိုပြောမယ်။ အကြမ်းဖက်စစ်ကောင်စီရဲ့အခြေအနေကတော့အကြမ်းဖက်စစ်ကောင်စီဘဲအောက်လိုက်ကိုပြည်သူမပြောတော့အကြမ်းဖက်စစ်ကောင်စီဘဲအောက်လိုက်လို့ဆိုဝင်တို့ရဲ့အခြေအနေလက်ရှိအခြေအနေကသူတို့တက်တွင်တဲ့ကလူတောင်သူတို့ကို လုံးဝထောက်ခံခြင်းစိတ်မရှိတော့တဲ့အခြေအနေရောက်နေပြီအဲ့ဒါအမှန်တရားပဲဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့က၅နှစ်လုံးလုံးစောင့်ကြည့်လာတာလေຫນွေဥတော်လိုက်ပြပဖြစ်တယ် အကြပ်ဖက်စစ်ကောင်စီကိုထောက်ခတ်တဲ့အားပေးတဲ့အဘအာနာသိန်းကကောင်းလိုက်တာအဘအာနာသိန်းကအရန်ကောင်းတာအဘအာနာသိန်းကဘာဖြစ်တယ်ညာဖြစ်တယ်ဆိုပြီးတော့မှမြောက်ပင်ထိုးကော်လောက်ကြတဲ့အဖွဲတွေအများကြီးပဲအဲ့ဒါနွေဒေါ်လာပထမနဲ့ဒုတိယနဲ့တတိယနဲ့စရုပ်တာနှစ်ပေါ့နော်စရုပ်တာနှစ်စရုပ်တာနှစ်ခွဲတိကိုရှိတယ်ဒါပေမဲ့ဒီ၄နှစ်ကျော်၅နှစ်တဲ့ကိုဝင်လာတဲ့အခါမှာနော် ကြမ်းမဲ့စစ်ကောက်စီရဲ့လက်အောက်ငယ်သားတွေပေါ်မှာဆက်ဆံပုံဆက်ဆံနည်းတွေဟာတမတမမကြလာတဲ့အရာတွေကိုသူတို့ရဲ့လက်အောက်ငယ်သားတွေကိုယ်တိုင်ပဲတိကျွမ်းသွားတဲ့အခါကြတော့ကြောက်ပြည်သူပြောစရာမလိုတော့ဒီအကြမ်းမဲ့စစ်ကောက်စီအုပ်ချုပ်တဲ့စနစ်ကကောင်းသလားမကောင်းလားဆိုတော့သူတို့အတွင်းထဲကတိကုန်ပြီเนาะသူတို့အတွင်းထဲကတိကုန်ပြီအဲ့တော့ ယခုလက်ရှိအကြပ်ဘက်စစ်ကောင်စီဘေးအောင်လိုက်လို့စိုးဘီတို့ရဲ့အခြေတွေကသူတို့တက်မိသားစုတွေသူတို့ထောက်ခံမှု မရှိတော့တဲ့အနေအထားတစ်ခုကိုရောက်လာသူတို့စိတ်လန့်ကိုပါသူတို့ကိုထောက်ခံနေဆိုတာမရှိတော့ဘူးဒီနောက်ပိုင်းမှာအဲ့တော့အောက်ခြေမှာရှိနေတဲ့စစ်သားတွေရခိုင်မှာတေးတယ်ကြရှုံးတယ်ကချင်မှာတေးတယ်ကြရှုံးတယ်ကရင်ပြည်နယ်မှာတေးတယ်ကြရှုံးတယ်မြန်မာနိုင်ငံအနှံ့ကလည်းအင်တာနက်ကလည်း အခုနောက်ပိုင်းမှာလှင်မြန်သောနှုံးနေနဲ့ဒါကျွန်တော်တို့သွားလို့ရတဲ့နီလန်းနေရလဲပေါ်လာတဲ့အခါကြတော့တတိနေကအတိအကြတွေဟာ online ပေါ်မှာကော YouTube ပေါ်မှာကော Facebook ပေါ်မှာကော TikTok ပေါ်မှာကောအကုန်လုံးပြန် Telegram channel အကုန်လုံးမှာအားလုံးမှာပြန်တဲ့အခါကြတော့အောက်ကြီးရစစ်သားတွေရဲ့ဘဝတွေဟာသူတို့ရဲ့ဘဝတွေနဲ့ပတ်သက်ပြီးတော့မှအခြေခံကြကြအောင်သိမြင်လာတဲ့အခါကြတော့ ကြပ်ဘက်စစ်ကောင်စီကနမဲကြီးတယုတ်ဆောင်နေနမဲကြီးဆယ်လီတွေအဲသူတို့အတုံးချပြီးတော့မှသူတို့စပွန်ဆာတွေပေးပြီးတော့မှတရင်ဖုံးမှုအတွက်ကြိုးစားတယ်ကျွန်တော် live ကိုနားထောင်ကျွန်တော်တို့တည်တည်ချာချာမျိုးဆက်တစ်တည်းကသူ့တည်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 ချာချာလောက်ပြီးကျွန်တော်ပြောပြပေးနေတာဖြစ်တယ်เนาะအဲ့တော့အခုမြန်မာနိုင်ငံမှာမင်္ဂလာတွေထားဆောင်ကြတာတွေเนาะ အချိန်အခါမဟုတ်ဘဲနဲ့မင်္ဂလာတွေထားဆောင်ကြတာတွေနော်အခမ်းအနားတွေကျင်းပတာတွေအဲ့ဒီနောက်ွယ်မှာအကြမ်းမစစ်ကောင်စီရှိအကြမ်းမစစ်ကောင်စီမွေးထားတာတွေရှိအဲ့ဒါတွေကိုကျွန်တော်တို့ပြည်သူပြည်သားတွေအားလုံးအားလုံးကတတိမလစ်စေဖို့အတွက်ဒါကျွန်တော်အနေနဲ့ပြောပြချင်တယ်အဲ့တော့နံပါတ်1ကျွန်တော်ဆွနရပြောသွားသလိုပဲကျွန်တော်တို့ရဲ့မြန်မာနိုင်ငံရဲ့ပြည်တွင်းစစ်အခြေအနေကအကြမ်းမစစ်ကောင်စီက ဗတ်ပေါင်းဆုံးကြာရှုံးနေတဲ့အရွယ်အဲအချိန်ရောက်သွားပြီသူတို့ရဲ့လက်အောက်မှာရှိနေတဲ့စစ်သားတွေကိုယ်တိုင်သူတို့ပေါ်မှာယုံကြည်မှုမရှိဘူးဘာဖြစ်လို့ယုံကြည်မှုမရှိတယ်လဲဆိုတော့ကျွန်တော်တို့ပြည်သူလူထုကပြည်ပမှာရှိတယ်ဗျာအမေရိကန်မှာလည်းရှိတယ်အော်စီမှာလည်းရှိတယ်စင်ကာပူမှာလည်းရှိတယ်ထိုင်းမှာလည်းရှိတယ်ကျွန်တော်တို့ပြည်သူလူထုကတခြားနိုင်ငံမှာရှိနေတဲ့ စစ်သားတွေကိုကျွန်တော်တို့ကလေးလာတယ်။ထိုင်းရောက်နေတဲ့သူကထိုင်းစစ်သားကိုလေးလာတယ်လို့စင်ကာပူရောက်နေတဲ့သူကစင်ကာပူစစ်သားကိုလေးလာတယ်။အမေရိကရောက်နေတဲ့သူကအမေရိကနိုင်ငံမှာရှိနေတဲ့စစ်သားတွေကိုလေးလာတယ်လို့အော်စီမာရောက်နေတဲ့လူတွေကအော်စီမာရှိနေတဲ့စစ်သားတွေကိုလေးလာတယ်။လေးလာတဲ့အခါကျတော့ပြည်သူကမျက်လုံးပါတယ်။လက်တွေ့ဆန်တယ်။အဲ့တော့ပြောပြီလေ။သူများနိုင်ငံစစ်သားတွေကဘယ်လိုမျိုး မြန်မာနိုင်ငံမှာရှိနေတဲ့စစ်သားတွေကဘယ်လိုမျိုးရှင်ပြောပြီလေရှင်ပြောတဲ့အခါကျတော့မြန်မာနိုင်ငံမှာရှိနေတဲ့စစ်သားတွေရဲ့အခြေအနေကကြတော့အကြမ်းမဲ့စစ်ကောင်စီကမြန်မာနိုင်ငံမှာရှိနေတဲ့စစ်သားတွေကိုအကြမ်းဖက်ဖိနှိပ်ပြီးတော့မှကရင်နဲ့စစ်တိုက်ခိုင်းတယ်၊ကယားနဲ့စစ်တိုက်ခိုင်းတယ်၊ကချင်နဲ့စစ်တိုက်ခိုင်းတယ်၊အညာသူအညာသားတွေနဲ့စစ်စစ်ပြန်တိုက်ခိုင်းတယ်။သူမြန်မာနိုင်ငံမှာရှိနေတဲ့စစ်သားတွေကပြည်သူနဲ့အဆင်ပြေလို့ ပြည်သူနဲ့တင့်တင့်မြတ်တဲ့ဘဝတွေကိုဖျက်ဆီးနိုင်ပြီးတော့မှပြုံးလို့ရှင်လို့เนาะအဲ့လိုမျိုးဘဝအနေနဲ့ဖျက်ဆီးနေရတဲ့ချိန်တွားနေရတဲ့ချိန်မှာအဲ့မှာပြောပြီးပြီးတော့အကြမ်းမဲ့စစ်ကောင်စီကပြောပြပါအောင်မယ်သူအာဏာသိမ်းတဲ့အချိန်မှာစင်ကာပူကိုသူတို့ရဲ့အကြမ်းမဲ့စစ်ကောင်စီတွေနဲ့ပတ်သက်တဲ့ agency တွေကနေလူလူတွေလွတ်လိုက်တာတွေရှိတယ်ထိုင်းနိုင်ငံကိုလည်းထုံနေလေကောင်းပဲ။ အကြမ်းမဲ့စစ်ကောင်စီတွေရဲ့လက်အောက်မှာရှိနေတဲ့ agency တွေပေါ့နော်အလုပ်သမား agency တွေပေါ့အဲတချို့ဆိုလို့ရှင်ငါကတော့ဘယ်အဘောက်ပိုင်တာနေပြည်တော်ကဘသူ့ကိုပိုင်တာဘာညာဆိုသူတို့အဲ့ agency တွေရှိတယ်ထိုင်းနိုင်ငံကလည်းအဲ့လိုမျိုးသူတို့ကလွှတ်ချလိုက်ကောအဲသူတို့ကထိုင်းနိုင်ငံကိုရောက်လာတဲ့အခါမှာပထမတော့အဘအဘပေါ့အဘကောင်းတယ်စင်ကာပူရောက်နေတဲ့သူကလည်းအဘကောင်းတယ်သူတို့ဒါပေမဲ့ကြာလာတဲ့အခါကျတော့ ီလိုမျိုးလူတွေအားလုံးကစင်ကာပူမှာရှိနေတဲ့စစ်သားတွေကဘာဖြစ်လို့စင်မတိုက်ရတာလဲထိုင်းနိုင်ငံမှာရှိနေတဲ့စစ်သားတွေကဘာဖြစ်လို့စင်မတိုက်ရတာလဲသူတို့မျက်စိနဲ့သူတို့မြင်လာပြီသူများနိုင်ငံမှာရှိနေတဲ့အရာတွေနဲ့မြင်လာတဲ့အခါကျတော့မြန်မာပြည်မှာရှိနေတဲ့စစ်သားတွေကဘဝတွေကကျတော့မြောင်းနေကိုရောက်လို့ဘယ်ပြည်သူမှလည်းအောင်အောင်တပြည်နဲ့ကြိုကျင်တဲ့စိတ်ကိုမရှိဘူးဘာဖြစ်လို့လဲကချင်ကရကရင်ချင်းဗမာမော်ရခိုင်ရှမ်းတိုင်းနဲ့ပြည်နယ်၁၄ခုလုံးနဲ့အကြမ်းမဲ့စစ်ကောင်စီမရောက်လံသွေးခွဲပြီးတော့မှအုပ်ချုပ်ထားလို့ဖြစ်တယ် နော်သူခွေဘရမအုပ်ချုပ်တာလို့ရှိပြီနောက်ဘရမဒီနေ့ဒီချိန်အထိမြန်မာနိုင်ငံမှာရှိနေတဲ့ဗဟုဘဏ်ကကမ္ဘာဘဏ်နဲ့အခြေဆက်မရှိသေးဘူးမြန်မာနိုင်ငံမှာရှိနေတဲ့ UMFCCI ပေါ့နော်ကမ္ဘာကုန်သွယ်ရေးများအသင်းနဲ့လည်းအခြေဆက်မရှိသေးဘူး black list ကြီးပဲဒါညာလို့မရညာလို့မရကျွန်တော်ဒါအာနာသိမ်းခဲ့ဟောကျွန်တော်ကဒါ နေတဲ့မြန်မာတောင်အရင်ထောက်ပြပြီးပြောဆိုခဲ့တာအရှိမကျွန်တော်အမှန်အတိုင်းပြောခဲ့တယ်မြန်မာနိုင်ငံမှာရှိနေတဲ့ဘုံပန်းကဘာပန်းနဲ့အခြေစက်မရှိဘူးမြန်မာနိုင်ငံမှာရှိနေတဲ့เนาะ UMFCCI တို့ဘာလို့ဆိုတာလဲကဘာကုံသွယ်ကြီးများအတင်းနဲ့အခြေစက်မရှိဘူးကျွန်တော်အကောလုံးပြောခဲ့ပြီးသွားပြီเนาะဒီ9နှစ်တာအတွင်းမှာအကောလုံးသုံးသက်ပြခဲ့ပြီးတယ်ခြားပြပြီးခဲ့အဲကြောင့်မြန်မာ ငွေတောက်ဘူးကြတယ်လေနော်သူများနိုင်ငံမှာရှိနေကြက်တောက်အဲပတ်စံတံမိုးတွေလည်းမြင့်တက်တဲ့။ဘာလို့ဆိုမြန်မာနိုင်ငံမှာတည်တဲ့အတိုင်းပဲအကြမ်းဖက်စစ်ကောင်စီကမတရားအာဏာသိမ်းတဲ့အခါကျတော့အဲ့ဒါမျိုးအဲ့တော့မြန်မာနိုင်ငံဒီ blacklist ထဲမှာပါတယ်။ဒီအကြမ်းဖက်စစ်ကောင်စီမရောက်လည်းအုပ်ချုပ်တဲ့9နှစ်အတွင်းမှာ blacklist ဖြစ်ကုန်တယ်။နော် blacklist ဖြစ်ကုန်တယ်။အဲ့ဒါမျိုးအဲ့တော့အဲ့ဒါတွေကိုလည်းနားလည်ရမယ်။ ဘောပေါက်ရမြန်မာနိုင်ငံမှာရှိနေတဲ့ဘ ਹੁ ပံဘာဖြစ်လို့ blacklist လို့ပြောလဲဆိုလို့ရှင်နော်မြန်မာနိုင်ငံဘ ਹੁ ပံမှာရှိနေတဲ့အတွင်းရင်းမှုတို့နေရာတွေအထက်အကြီးကိုယူထားတဲ့သူတွေကစကစားရဲ့အမြောက်တက်ကနေလာတဲ့လူတွေနော်အရက်ဘက်ကို ပြောင်းတဲ့လူတွေအဲအကောလုံးအဲ့လိုမျိုးပုံစံလေးတွေအတွင်းပြောင်းလဲထားတဲ့လူတွေကြီးပဲအကောလုံးဝင်ပြီးတော့မှနေရပြီလားမြန်မာနိုင်ငံမှာရှိနေတဲ့ဘန်တွေကလည်း ထိုနည်းတကောင်းမဲ့စကားဆရဲ့လူတွေဝင်ရောက်ပြီးတော့မှနေရာယူကြီးစုထားတာဖြစ်ပါတယ်လို့ဒါကျွန်တော်အနေနဲ့ပြောပြချင်ပါတယ်အဲ့တော့မြန်မာနိုင်ငံမှာအခုလက်ရှိအကြမ်းမဲ့စစ်ကောင်စီအုပ်ချုပ်တဲ့9နှစ်အတွင်းကဘာမှတရားမဝင် blacklist နော် blacklist ပဲ blacklist အဲ့ဒီ blacklist ကိုကျွန်တော်တို့တွေက9နှစ်တိုင်တိုင်ကျွန်တော်တို့တွေကဖြတ်တန်းနေရတာဖြစ်တယ်9နှစ်တည်းဝင်လာပြီပေါ့နော်အခုဖြတ်တန်းနေရတာဖြစ်ပါတယ်လို့ အဲ့ဒါအဲ့ဒါပထမဦးစွာပြောပြချင်ပါတယ်နောက်တစ်ခုအာထိုင်းနိုင်ငံမှာအခုဘန်းအကောင့်နေပိတ်တယ်နော်ဘန်းအကောင့်နေပိတ်တယ်ကဲကျွန်တော်ပြောခဲ့ပြီးပြီနော်ပထမတစ်ခေါက်တော့ထိုင်းနိုင်ငံနဲ့ပတ်သက်တဲ့ဘန်းအကောင့်ရဲ့နဲ့ပတ်သက်တဲ့ဘူးသူဒါတွေလည်းဒါကျွန်တော်အရှိပိုင်းမှာလည်းဒါကျွန်တော်တော်တော်လေးပြောခဲ့ပါတယ်ဒါပေမဲ့ဒီညမှာထပ်ပြောပါမယ်နော်အခုထိုင်းနိုင်ငံမှာဘန်းအကောင့်နေပိတ်ပါတယ်နော် ဘန်းကောက်နေပိုက်တဲ့အခါမှာဘာကြောင့်ပိုက်တာလဲဘလို့ကြောင့်ပိုက်တာလဲဆိုတာတွေပြောပြပါမယ်เนาะအခုစုံစမ်းစစ်ဆေးတောက်လျှောက်လိုက်တယ်ငွေကြီးစီးဆင်းမှုတွေနဲ့ပတ်သက်ပြီးတော့မှစုံစမ်းစစ်ဆေးလိုက်ပါတယ်เนาะခစ်ကလည်း AI ခစ်တွေလည်းဖြစ်လာတယ်ဆိုတဲ့အခါကျတော့လေအဲ့တော့ဘန်းအကောင့်တွေလိုက်ပါတယ်လိုက်တယ်เนาะမလိုက်ဘူးလို့ကျွန်တော်မပြောဘူးလိုက်တယ်အဲ့လိုဘန်းအကောင့်တွေလိုက်တဲ့အခါမှာ နော်ကျောင်းမြန်မာနိုင်ငံသူမြန်မာနိုင်ငံသားတွေကတော်တော်များများကအာပြီးဆိုလဲထိုင်းနိုင်ငံရောက်လို့ရှိရင် စင်ကတ်ကို back ဆိုပြီးတော့မှ register မတင်ဘဲနဲ့ဝယ်သုံးတတ်တယ်နော်ထိုင်းနိုင်ငံမှာလည်းထုံနီလကောင်းပဲ register တင်ပြီးပြီးတော့မှနော်ရောင်းတဲ့စင်ကတ်ဘာဆိုပြီးတော့မှကားဂိတ်တွေမှာလည်းရောင်းတယ်နော်တော်တော်များများနေရာတွေမှာလည်းရောင်းတယ် register တင်ထားပါတယ်။ဘာဖြစ်တယ်ညာဖြစ်တယ်အင်တာနက်ကတလားပါပါတယ်ဆိုတော့မှမြန်မာနိုင်ငံသားတွေအားလည်းတော်တော်များများပေါ့နော်တချို့ကလည်းဒီလွယ်ကူစွာနဲ့အဲ့ဒီစင်ကတ်တွေဝယ်လိုက်ကြတယ်။ပြီးလဲပြီးတော့ဘဏ်အကောင့်သွားဖွင့်ကြတယ်။အဲ့လိုပြဿနာအများဆုံးပဲ။ထိုင်းမှာဘဏ်အကောင့်ပိတ်ခံရတဲ့အထက်မှာအဲ့လိုအကောင့်တွေအများဆုံးပါတယ်။ဘာကြောင့်လဲဆိုတဲ့အခါကျတော့ ထိုင်းနိုင်ငံမှာစင်ကတ်ဒီဖုန်းထဲမှာထည့်ထားတဲ့ဖုန်းထဲမှာထည့်ထားတဲ့စင်ကတ်အဲ့ဒီဖုန်းထဲမှာထည့်ထားတဲ့စင်ကတ်ကထိုင်းဘတ်နဲ့ register တင်ထားသလား passport နဲ့ register တင်ထားသလားအဲ့ဒါမှသာလေတရားဝင်တယ်အဲ့ဒါမျိုးနဲ့ register မတင်ထားဘူးဆိုလို့ရှင်တရားဝင်မှာဟုတ်ခင်ဗျာအဲ့ဒီဘဏ်အကောင့်นี่ပြိ့မှာပါ ်သူများအောင်ရှောက်မေးမနေနဲ့သူများအောင်ရှောက်ပြောပြီးတော့မှဟိုကမေးမနေနဲ့เนาะကိုထိုင်းမှာဖွင့်ထားတဲ့ဘဏ်အကောင့်ဒီเนาะအရင်တော့ဆိုလို့ရှိရင်ဘဏ်သွားလို့ရှိရင်ပြီးဆိုလဲအာဒီဖုန်းထဲမှာဒီ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 စင်းသုံးมาတယ်ဘာညာဆိုတော့အဲ့လိုလှုပ်လိုက်ကြတယ်လေဟုတ်တော့လှုပ်လိုက်ကြတယ်ဆိုတဲ့အခါကျတော့ပြီးဆိုလဲပဲအဲ့ဒီဖုန်းစင်းကက်လေးနဲ့ဖွင့်ကြတယ်ဘဏ်အကောင့်နေနဲ့ချိန်ကြတယ်နောက်ပိုင်းမရပါဘူး ဲ့ဒါထိုင်းနိုင်ငံမှာရှိနေတဲ့ဘန်နေမယ်မဟုတ်ဘူးနောက်ပိုင်း Facebook တောင်မရတော့ထိုင်းမှာရှိတဲ့ဘန်နေကြက်လာတာမဟုတ်ဘူးကျွန်တော်တို့ social မှာသုံးနေတဲ့ Facebook တို့ဘာလို့ကြက်လာပြီ Facebook လည်းထူနေလကောင်းမယ်နော်အကြံနဲ့ TikTok တို့ကြံနဲ့အပိုင်းညာတော့ဘယ်ချိန်လာမလဲတော့မသိသေးဘူးအခုနောက်ပိုင်းမှာ Facebook ကလည်း like နေပြီအဲ့ဒီကိစ္စတွေဆိုတော့အဲကျွန်တော်တို့ကဘာလုပ်ရမလဲဆိုလို့ရှင်အခုမြမ အခင်းအကျင်းမြန်မာနိုင်ငံရဲ့ဒီပြည်တွင်းပြဿနာကြီးဖြစ်လာတဲ့အခါမှာကျွန်တော်တို့အနီးဆက်ဆုံးထိုင်းအောင်ကျွန်တော်တို့ရွှေ့ပြောင်းလာရတာဖြစ်တယ်အဲ့တော့ရွှေ့ပြောင်းလာရတာဖြစ်တဲ့အတွက်ကြောင့်နံပါတ်၁တဲ့ချက်မြန်မာနိုင်ငံသူမြန်မာနိုင်ငံသားများကိုကျွန်တော်တို့အနေနဲ့အကြံပြုချင်တာထိုင်းနိုင်ငံကိုရွှေ့ပြောင်းနေဆိုလို့ရှိရင်ထိုင်းနိုင်ငံရဲ့စီမင်းစည်းကမ်းဥပဒေပေါ့နော်အဲ့ဒါကိုအရင်ဆုံးလေ့လာသိချင်ပါတယ် နော်ထိုင်းနိုင်ငံရဲ့ဥပဒေပေါ့နော်ထိုင်းနိုင်ငံနဲ့ပတ်သက်တဲ့ဥပဒေတွေနော်အဲဘန်ကိစ္စနဲ့ပတ်သက်ပြီးထိုင်းဥပဒေကဘာတွေရှိတယ်လဲနော်နောက်ထိုင်းနိုင်ငံမှာအလုပ်လုပ်လို့ရှင်ဘလို့ဥပဒေရှိတယ်လဲထိုင်းနိုင်ငံမှာ အကြောင်းတန်ရင်ဘလို့ဥပဒေတွေရှိတယ်လဲဥပဒေ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 ကိုအရင်ဆုံးလေ့လာပါလို့ကျွန်တော်အနေနဲ့အကြံပြုချင်ပါတယ်အခုနောက်ပိုင်းမှာတော့ဒါဘန်ကိစ္စတွေကြက်လာပြီကြက်လာပြီဆိုတာကဟောဘန်နေဆိုတာကတော့ဖွင့်လို့ရှင် insurance နေလဲ เนาะအာမခံချက်တွေလည်းသူတို့ပြောပြတာတွေရှိတယ်မြန်မာနိုင်ငံသူမြန်မာနိုင်ငံသားတော်တော်များများအဲ့အာမခံချက်ကိစ္စပြောလို့ရှင်တိတ်အခြေခံကအဲ့ဒီဘက်ကိုတိတ်ပြီးတော့မှရှင်းပြမဲ့သူမရှိတဲ့အတွက်ကြောင့် issue ရက်ခံတာနဲတယ်ကျွန်တော်ပြောချင်တာထိုင်းနိုင်ငံမှာဘဏ်အကောင့်ဖွင့်တဲ့အခါကျလို့ရှင်နံပါတ်တစ်တစ်ချက်စင်ကတ်ကို passport ဒါမှမဟုတ်လို့ရှင်ရင်음ကျွန်တော်တို့အဲဒီထိုင်းမှာအခုဘတ်တိပါတွေလောက်တယ်မလားအဲ့ဒါတွေရဲ့ เนาะအဲ့ဒါ ਈ နဲ့စင်ကတ်ကို register တင်ပါတင်ပြောင်းတင်ပါပြီးလို့ရှိရင်ကျွန်တော်တို့ကျွန်တော်တို့အလုပ်လုပ်တဲ့နေရာမှာပဲဖြစ်ဖြစ်ထိုင်းတတိတွေရထောက်ခံချက်တွေနဲ့ပဲဖြစ်ဖြစ်ပေါ့เนาะကျွန်တော်တို့ဘဏ်အကောင့်သွားဖွင့်တဲ့အခါကြလို့ရှိရင် insurance ပါတဲ့ဒီဘဏ်အကောင့်ကိုရွေးချယ်ပြီးတော့မှဖွင့်ပါเนาะ insurance เนาะအာမခံချက်အခုထားပါတော့ဘဏ်ကောက်ထဲမှာပတ်စံနေတင်သွားပြီရတယ်အင်ရှူရက်ခံအာမခံချက်ရှိတဲ့အရာမျိုးပေါ့ အဲအဲ့ဒါမျိုး choice လုပ်ပြီးတော့မှတည်တည်ချာချာကျွန်တော်တို့တွေကဘဏ်အကောင့်ဖွင့်ဖို့အတွက်လိုအပ်ပါတယ်လို့ဒါကျွန်တော်အနေနဲ့အကြံပြုပါတယ်နော်အကြံပြုပါတယ်တော်တော်များများဒီပြဿနာတွေအခုတောက်လျှောက်တက်နေတာတော်တော်များများတက်နေတာပြီးလို့ရှိရင်ဘဏ်အကောင့်ဖွင့်ထားတဲ့ဖုန်းနံပါတ်ကိုကိုဖုန်းထဲမှာလည်းသွားမထင်နဲ့တခြားဖုန်းထဲမှာလည်းသွားမထင်နဲ့ကိုဘာဖုန်းသုံးလဲအဲ့ဒီဖုန်းထဲမှာအဲ့ဒီစင်ရှိရမယ်အဲ့ဒီဖုန်းထဲမှာဘဏ်နဲ့ပတ်သက်တဲ့ application download လို့ရှိရင်လည်း အဲ့ဒီထဲမှာပဲဝန်ဆက်ဖြစ်ရမယ်။ဂျီမိန်ခန္ဓာရင်လည်းဝန်ဆက်ဖြစ်ရမယ်။စင်ကက်ကလည်းဒီဖုန်းထဲမှာပဲဖြစ်ရမယ်။အဲနောက်ပြီးမှဒီဘန်နေနဲ့ပတ်သက်တဲ့ဒီဟိုဟာပေါ့ software အဒီသူ application mobile banking တွေကလည်းဒီထဲမှာပဲဖြစ်ရမယ်။အားလုံးကဝန်ဆက်ဖြစ်ရမယ်။နော်။ဖုန်းနံပါတ်ကတခြားဖုန်းမှာဘန် software ကနောက်တစ်လုံးမှာမရဘူး။အဲ့ဒါတွေကပိတ်ခံရဖို့များတယ်။အဲ့ဒါမျိုးတွေလည်းလိုက်ပါတယ်။အဲ့တော့ဒီညကအဲ့ဒါအရန်ရေးကြည့်တယ် နောက်ပြီးတော့မှ online ပေါ်မှာကျွန်တော်တို့ပြီးဆိုလဲဘာနံပါတ်တွေတင်တာတွေလောက်တာတွေပြောတာတွေဆိုတာတွေအဲ့ဒါတွေလည်းကျွန်တော်တို့သတိထားဖို့အတွက်လိုအပ်ပါတယ်။အရန်အရေးကြီးတဲ့ကာလဖြစ်ပါတယ်။အော်မြန်မာနိုင်ငံသူမြန်မာနိုင်ငံသားတွေအနေနဲ့ပေါ့နော်။ကျွန်တော်မြန်မာနိုင်ငံရဲ့ပြည်တွင်းရေးပြဿနာတွေကြောင်းကျွန်တော်တို့နီးစပ်ရအိမ်နီးနားချင်းနိုင်ငံတွေကိုကျွန်တော်တို့ပြောင်းလာရတဲ့အခါမှာရွှေ့လာရတဲ့အခါမှာအလုံလုံလာရတဲ့အခါမှာနံပါတ်၁တစ်ချက် time ဥပဒေကိုလေ့လာမယ်အိမ်နီးနားချင်းနိုင်ငံတွေရဲ့ဥပဒေတွေကိုလေ့လာမယ် နံပါတ်1တစ်ချက်เนาะနံပါတ်1တစ်ချက်ကျွန်တော်ပါလို့မလဲစင်ကတ်ကိုသူတို့တက်ဆိုင်ရနိုင်ငံက ID card တွေနဲ့ကျွန်တော်တို့က register တရားဝင်တင်ဖို့အတွက်လိုအပ်တယ်လို့ပြီး insurance ပါတဲ့เนาะအာမခံချက်ပါတဲ့ဘဏ်အကက်ကလေးတွေเนาะအဲ့ဒါလေးတွေကိုကျွန်တော်ဖွင့်ဖို့အတွက်လိုအပ်ပါတယ်နောက်ဥပဒေလမ်းကြောင်းကိုနားလည်လို့ရှိရင်ဘာမှကြောက်စရာမလိုပါဘူးရင်ကော့ခေါင်းပေါ်ပြီးကျွန်တော်တို့ဖြည့်ရှင်းလို့ရပါတယ်ဥပဒေလမ်းကြောင်းထဲမှာကျွန်တော်တို့တွားတက်ဖို့လိုအပ်ပါတယ်เนาะ မြန်မာနိုင်ငံမှာသာအကြမ်းဖက်တာပါတခြားနိုင်ငံမှာဥရီရဲ့လမ်းကြောင်းကိုလိုက်တယ်ဆိုတာပျော်ရွှင်မှုတိတ်ကောင်းတာကြည်နူးဖို့တိတ်ကောင်းတာမယိုင်းဘူးသူများနိုင်ငံအစိုးရဝန်ထမ်းတွေကလုံးဝမယိုင်းဘူးเนาะလုံးဝမယိုင်းဘူးယဉ်ကျေးတယ်တိမ်မွေ့တယ်เนาะလူသားဆန်တယ်ကျွန်တော်ပြောချင်တာအဲ့ဒါပဲเนาะမြန်မာနိုင်ငံမှာလို့ဒီလိုဒီလိုဒီလိုရင့်နေတဲ့အထက်မှာတို့မပါဘူး ဒါပေမဲ့သူတို့စီစစ်စရာရှိတာတော့စီစစ်လိုက်မယ်အဲ့စီစစ်တာကိုကိုကပြည်သူတယောက်အနေနဲ့တည်တည်ကြကြလေးခံယူပြီးတော့မှလိုအပ်တဲ့အရာလေးတွေလုပ်ဖို့တော်တော်လိုအပ်တယ်အဲ့တော့နေတတ်ရင်ပျော်စရာကြီးပါ နော်နေတတ်ရင်ဂျင်းတဲ့စရာကြီးပါနော်ပြီးတော့ထိုင်းနိုင်ငံမှာဘဏ်အကောင့်တွေတော်တော်များများအကြမ်းဖက်စစ်ကောင်စီငွေမဲခောက်ဝါချမှုအများဆုံးပဲအဲ့တော့အဲ့ဒါတွေကိုလည်းလိုက်နေတာတွေဖြစ်တယ်လို့နောက်ပိုင်းမှာကြားဖြတ်တဲ့ကိစ္စတွေလည်းလိုက်တာတွေလည်းအများကြီးပဲ ဲ့တော့တော်တော်များများကနေဆက်တလျှောက်မှာရဲ့နောက်တော်တော်များများတချို့တော်သူတွေပေါ့နော်ဟိုသူများနာမည်နဲ့ဖွင့်ထားတဲ့ဘဏ်အကောင့်ကြီးရှိတယ်သူများနာမည်နဲ့ဖွင့်ထားတာနော်ရှိတယ်အဲသူများနာမည်နာမည်နဲ့ဘဏ်အကောင့်ဖွင့်တယ်ပြီးလို့ရှိရင်ကိုကသုံးတယ်အဲ့ဒါအဲ့ဒီအဲ့လိုမျိုးတဲမှာပတ်စံနေအများကြီးထည့်ထားတဲ့လူတွေညှော်လင့်မနေနဲ့ပြန်ရမှာမဟုတ်အဲ့ဒါရဖို့တော်တော်ခင်းရင်ပါဘာဖြစ်လို့လဲဆိုတော့ ူများနာမည်နဲ့ဖွင့်ထားတဲ့ဘဏ်အကောင့်ကြီးကိုကိုကမိုဘိုင်းဘန်ကင်းထည့်သုံးတာတွေတရားမဝင်တာတွေအဲ့ဒါတွေကအင်မတန်အနေနဲ့များပါတယ်။နော်သူတို့ကိုယ်တိုင်ပြောပြီးသားဒါမျိုးတွေလှုပ်လို့ရှိရင်ဒီလိုလှုပ်လို့ရှိရင်တရားမဝင်ဘူး။ဒါရလှုပ်လို့ရှိရင်ပိတ်သိမ်းပါနော်။ဒီလိုလှုပ်လို့ရှိရင်ပိတ်သိမ်းပါနော်။သူတို့ကိုယ်တိုင်ပဲအချိန်မီပြင်ဆင်မှုအတွက်ကိုပြောဆိုထားတာတွေရှိတယ်။လမ်းကြောင်းလမ်းညွန်ထားတာတွေရှိတယ်။အချိန်လည်းပြီးခဲ့ပြီ။ အဲအခုတော့သူတို့ညာတော့မှာမဟုတ်ဘူးเนาะဘာဖြစ်လို့လဲဆိုတော့ကဘာဘန်ကလည်းသူတို့ကြည်လာတာရှိသလိုကဘာကုံသွဲအိမ်များအသိဉာဏ်လည်းသူတို့စောင့်ကြည့်နေတာရှိသလိုเนาะနောက်ကျွန်တော်တို့အဖွဲ့အစည်းပေါင်းများများစွာလည်းသူတို့စောင့်ကြည့်လာတဲ့အခါကျတော့သူတို့နိုင်ငံရဲ့ image ရှိအကြမခံရအောင်သူတို့ကလှုပ်တင်လှုပ်ထိုက်တာတွေတော့လှုပ်သွားပါလိမ့်မယ်ကြားပြန့်ကိစ္စနဲ့ပတ်သက်ပြီးတော့မှလည်း image တွေကလည်းတော်တော်လေးကိုထိထားတာတွေလည်းရှိတယ်ငယ်ဆက်ရေးရမှာပေါ့เนาะငယ်ဆက်ရေးရမှာဆိုတော့ဒါတွေက အထူးတတိထားရမယ်ခဏပါအဲ့တော့အကြမ်းမဲ့စစ်ကောင်စီမင်းအောင်လှိုင်ကိုကျွန်တော်တို့ကတော်လန့်နေခရိုနီတွေအာနာရှင်တွေကိုကျွန်တော်တို့ကတော်လန့်နေဆိုတဲ့အခါမှာသူတို့တက်ကောင်းတဲ့စနစ်တွေကိုကျွန်တော်တို့မှရှိဖို့အတွက်လိုအပ်တယ်အကြမ်းမဲ့စစ်ကောင်စီကိုကျွန်တော်တို့တော်လန့်နေနော်ခရိုနီတွေအာနာရှင်တွေကိုကျွန်တော်တို့တော်လန့်နေသူတို့တက်ကောင်းတဲ့စနစ်ကျွန်တော်တို့စီမရှိလို့တော်လန့်ခြင်းဖြစ်တယ်သူတို့တက်အတွေးခေါ်ကောင်းရမယ်သူတို့တက်ကျွန်တော်တို့ကစဉ်းစားဉဏ်ကောင်းရမယ်ဆုံးဖြတ်မှုကောင်းရမယ်သူတို့တက်ကိုအရာရာ ကျွန်တော်တို့တွေကဆုံးဖြတ်ချက်ချမှုတွေကခိုင်မာမှုတွေရှိရမယ်သူတို့တက်ကျွန်တော်တို့တွေကရွေးချယ်တက်ရမယ်နောက်သူတို့တွေကဒါအသက်ကြီးပြီးတော့မှလူကြီးစိတ်တွေမရှိဘဲနဲ့လူငယ်တွေကိုတတ်ဖြတ်ကျောင်းသူတွေကိုတတ်ဖြတ်ကလေးသူငယ်တွေကိုတတ်ဖြတ်ဘုံကျဲလေးနဲ့ဘုံကျဲဒါတွေသူတို့လုပ်နေတဲ့အချိန်မှာကျွန်တော်ကသူတို့တက်တာရမယ်ဘယ်အရာမဆိုပေါ့အဲ့ဒါမျိုးဘယ်အရာမဆိုအဲ့ဒါမျိုးတော့ရှိရမယ်အဲ့အဲ့အချက်လိုက်လိုက်လေးတွေကို ဒါကျွန်တော်တို့ကတော့ဒီညမှာဒါကျွန်တော်မပြောမဖြစ်ကျွန်တော်ခြားပြခြင်းပဲဖြစ်ပါတယ်လို့ဒါကျွန်တော်ပြောပြခြင်းပါနောက်တစ်ခုကဘသူတွေဘာကြီးပဲဖြစ်နေပါစေကျွန်တော်တို့တွေအားလုံးเนาะဟိုကဘာပန်နဲ့အခြေဆက်မရတဲ့ကဘာကုံတွေကြီးများအသိနေနဲ့အခြေဆက်မရတဲ့ရတော့ကျွန်တော်ကချင်ကရားကင်ချင်းဗမာမော်ရကန်ချင်းတိုင်းနိုင်ပြည်နယ်14ခုလုံးအကြမ်းမဲ့စစ်ကောင်စီတွေကိုကျွန်တော်တို့အကုန်လုံးကတော့ဒီစနစ်ဆိုကြီးကိုဖြုတ်ချမှရမှာမဖြုတ်ချလို့မရဘူးเนาะ သူတို့ကြောင့်ကျွန်တော်တို့နိုင်ငံက blacklist တွေဖြစ်နေတာเนาะเนาะတော်တော်များများအိန္ဒိယချင်းနိုင်ငံမှာလည်းကျွန်တော်တို့တွေကတော်တော်များများဒီလူမျိုးတွေအခက်ခဲပေါက်များများစွာနေတယ်ကျွန်တော်တို့ဖြတ်တန်းနေတာအဲဒီသူတို့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 တွေမရှိတော့မှစနစ်တကြီးကဘာကြီးနဲ့ရင်မောင်းတမ်းပြီးသွားမယ်စနစ်တက်เนาะအဲ့ဒါမျိုးတွေနဲ့ဒါကျွန်တော်တို့မျိုးပြအင်္ဂါတိဆောက်ရေးတွေသွားမှာဖြစ်ပါတယ်အဲ့တော့ဒီချိန်မှာအကြမ်းမဲ့စစ်ကောင်စီ နဲ့ပတ်သက်တဲ့အရာတွေကိုအတူတူကတွန်းလှန်နေတဲ့အချိန်ဖြုတ်ချနေတဲ့အချိန်အားလုံးအတူတူကပူပေါင်းပါဝင်ပါနော်မခုမကပ်ပါနဲ့နောက်ပြောင်းမှဒီကျွန်တော်တို့ဒီတို့တက်တွင်းနေတယ်မှာရှိနေတဲ့မိသားစုတွေတော့မှတို့တော်တော်ရှင်းနေပြီနော်ဒီချိန်ကာလမှာဒီ9နှစ်တာကာလအတွင်းမှာအကြမ်းဖက်စစ်ကောင်စီကိုနားလဲပေးဖို့အတွက်အခက်အခဲဆုံးသောလူဒန်းစားကိုပြပါဆိုလို့ရှင်တို့တက်မတော်သားတွေပဲဖြစ်တယ်တို့တက်မတော်သားတွေတို့နားလဲဖို့အတွက် အခွင့်အရေးမပေးနိုင်တော့အောက်ကြီးကလူတွေနော်သူတို့သူတို့ကအမိန်ရအမိန်ရဆိုတဲ့ဟာတွေရှိတယ်လေနော်အဲအကြောင်းသူတို့ပြန်မပြောကြတာတွေဖြစ်တယ်ငြိမ်ခံနေရတာချိန်ခံနေရတာရှိတယ်အဲအဲ့ဒီအခြေအနေသူတို့ဖြတ်သန်းနေရတဲ့ကာလအဲ့တော့ကျွန်တော်တို့ခမရတို့အတွက်ထွက်ပေါက်ပေါ့နော်တမရော်သားတွေရဲ့ထွက်ပေါက်အောက်ခြေမှာရှိနေတဲ့စစ်သားတွေရဲ့အားလုံးပြီးရဲ့ထွက်ပေါက်ကတော့ကင်းပြီးနေလိုက်လက်နဲ့ချလိုက်ရခိုင်ပြည်နယ်သွားရင်လက်နဲ့ချ အညာမြေရောက်ရင်လည်းလက်နဲ့ချပြည်သူနဲ့ပူးပေါင်းပါနော်အကြမ်းမဲ့စစ်ကောင်စီမြန်မြန်ပြုတ်ချင်သလားဟွန်းရောက်တဲ့နေရာမှာပြည်သူနဲ့ပူးပေါင်းပါရောက်တဲ့နေရာမှာ EUSD နဲ့ပူးပေါင်းပါရောက်တဲ့နေရာတွေမှာတိုင်းသားကကွယ်ရင်တိုင်းတပ်ဖွဲ့နဲ့ပူးပေါင်းပါအမြန်ဆုံးလုပ်ပါအာနာရှင်တွေကိုကျွန်တော်တို့ကအစိပ်ပင်ကိုရေလောင်းနေတာ၅နှစ်ရှိသွားပြီခင်ဗျားတို့တတ်မတော်သားတွေကိုယ်တိုင်အတိဆုံးနော်ခင်ဗျားတို့အစိပ်ပင်ကိုရေလောင်းနေတယ် ခင်ဗျားတို့ခရိုနီတွေအာနာရှင်တွေခင်ဗျားတို့အဘားတွေကိုခင်ဗျားတို့ရေလောင်းတော့ခင်ဗျားတို့မြေဩဇာဖြစ်တာလွဲလို့ဘာအကျိုးရလမ်းမှမရှိခရိုနီတွေအာနာရှင်တွေကိုခင်ဗျားတို့တွေရေလောင်းခဲ့တာ၅နှစ်တာကာလပတ်လုံးခင်ဗျားတို့နော်အဲရေလောင်းခဲ့တာရေလောင်းခဲ့တဲ့အခါကျတော့အစိတ်ပင်တွေကိုရေလောင်းတော့ခင်ဗျားတို့တက်မတော်သားတွေရဲ့ဘဝဒီ၅နှစ်တာကာလတွေမှာဖုန်မျိုးတိုးတက်လာတာဘာမှမရှိဘူးတေးကြစီးစနစ်နဲ့တိုင်းတာကြီးဘာမှမရှိဘူးဘာမှမဖုန်ဖြိုးဘူး ဟိုကောင်အဲ့ခရိုနီအာနာရှင်ကြီးလည်းခင်ဗျားတို့မဖုန်ဖြူအောင်ကိုပဲခင်ဗျားတို့ကိုခိုင်းထားတာဖြစ်တယ်နော်အဲ့တော့အာနာရှင်လက်ထက်မှာဘာမှမမတ်မောပါနဲ့ပြည်သူနဲ့အတူယက်တီပါပြည်သူနဲ့အတူရှင်တန်ပါပြည်သူနဲ့အတူယုံထားပါလို့အကြံပြုချင်ပါတယ်ဒီကျေးဇူးတင်ပါတယ်